င်ဆက်ပေးမယ့်သတင်းကတော့ရုရှားသိမ်းသားနိုင်ငံများကိုလက်ခံမှသာယူကရိန်းနဲ့ဆွေးနွေးမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားသမ္မတပူတင်ကယူကရိန်းနဲ့ငင်းကြဲဆွေးနွေးမှုပြုလုပ်ဖို့အတွက်ယူကရိန်းအနေနဲ့လက်ရှိအချိန်မှာရုရှားတပ်တွေထိုးပေါက်အရှိဆိုင်တဆွဲထားတဲ့ယူကရိန်းနယ်မြေတွေကိုရုရှားထိချုပ်ထားတာကိုလက်ခံမှုလိုရဲလို့ပြောကြားခဲ့ရလို့သိရပါဗျ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆေလွတ်လိုက်တဲ့အမေရိကန်ဒုက္ခဇလဲဖွဲ့ကောင်းဆောင်စတီဗစ်ကော့ကိုစိတ်မီတာစပတ်မျိုးမှာရုရှားသမ္မတဗူတင်ကလက်ခံတွေ့ဆုံခဲ့ရမှာဗူတင်ကစစ်ပွဲအောင်ရတဲ့မှုအတွက်ညီငယ်ရေးဆွေးနွေးမယ်ဆိုရင်ယူကရိန်းဘက်ကရုရှားတပ်တွေရောက်ရှိနေတဲ့နေရာတွေနဲ့ပတ်သက်ပြီးထိ ंछ ုံထားတာကိုလက်ခံဖို့ကအဓိကအချက်ဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပြီးယူကရိန်းဘက်ကလက်ခံမယ်ဆိုရင်အမေရိကန်ရုရှားနဲ့ယူကရိန်းသမ္မတတွေမျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့ညီငယ်ရေးဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကတော့အပြစ်ခက်ရဲစဲသဘောတူညီမှုတွေရ ရောက်ပြီးမှငင်းကြရဲ့အတွက်မနေ့ချင်းဆိုင်ဆွေးနွေးမှုတွေလုပ်ဆောင်မယ်လို့ပြောကြခဲ့လို့သိရပါတယ်ဒီသတင်းကိုတော့ငင်းကြဟောပေးပို့လာပါဘာ